တနေ့နေ့သားသမီးတွေအတွက်တပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်။တနေ့နေ့သားသမီးတွေဒီချိန်ဒီကာလမှာတော့ဖြည့်ရှင်းစရာကိစ္စတွေပေါ်လာတတ်တယ်။သွားတတိလာတတိစားတတိနဲ့နေရမယ့်အချိန်ဖြစ်ပါတယ်။ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမှာတော့ရွှေဝင်လာဖို့ရှိပါတယ်။ကောင်းသောဝင်ခြင်းဖြစ်ပါတယ်။မိတ်ဆွေအပေါင်းအသင်းတွေကပါဖပပမနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်။၎င်းတို့နဲ့ပူးတွဲပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေဆင်ပြေမယ်အောင်မြင်မယ်။ တတိထမနေနဲ့နေရတာထတဒနနာမည်ပါတဲ့သူတွေတတိထရှောင်ကြံမယ်၎င်းနေနဲ့နေရမိမိပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်ဒါပေမဲ့ပတ်သက်တဲ့ကိစ္စရွယ်ရောက်ပြီးသားကလေးဆိုရင်တော့အရင်ကနေထွက်သွားတာမျိုးကြုံရတတ်တယ်အောက်လက်ငယ်သားကတော့အဟောင်းထွက်ပြီးအစ်စ်ရောက်မယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေခုနှစ်ရက်ကျော်မှဝယ်ပါဗျာ ရန်နေနောက်ဆက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရန်လို့မျိုးသမီးတဦးကနေကိုရန်လူလာလို့တိုက်ခိုက်တာလို့စောင်းညောင်းတာမျိုးတွေရှိပါတယ်။အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတော့ကွဲတာကွာတာပြက်တာဆဲတာတွေဖြစ်ဖို့ရှိတယ်။ကြားလူနောက်ဆက်တွေပေါ်တတ်တယ်။ဘုရားကသာကိုကိုတဲ့သူတွေဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ နုတ်တော်ပုရိသဓမ္မတတ္တိအောင်မီဆိုဒီနေ့ဥပဒီ6ဘက်စိတ်ကမှာပဲဖြစ်ပါတယ်။ကံတရားအကောင်းဘက်ကဥတီရွေလျားနေတာ90ရာခိုင်နှုန်းရှိပါတယ်။လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့တရားလို့တထောင်လို့တသောင်းလို့တသိန်းလို့တိန်းတရားလို့တိန်းတထောင်လို့တိန်းတသောင်းလို့ဝင်လာတတ်တဲ့အခြေအဖြစ်ပါတယ်။တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အနီရောင်ရဲရဲပါတဲ့ဝတ်စာတွေဝတ်ဆင်ခြင်းအပြင်ကိုယ်ဘက်ကနေကံတာစီရမယ်ကံခွန်လန်းကောင်းရမယ် ိုပြောတဲ့စကားတွေအောင်မဲ့တစ်ဖက်လူကိုပဲပါလာမယ်တဲတော့ရတဲ့တကူကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့လက်ဖေးလေးကွယ်မှုတိုင်းဒီတိုင်းဖျောင်းတိုင်းဒီတိုင်းမြတ်စွာဘုရားကိုကတ်လူပူဇော်လူတန်းပြီးတော့ကိုပြစ်ချင်တဲ့ဆန္ဒတွေကိုလေးနဲ့နဲ့ယုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝါကြီးဆူတောင်းပါဒါဆိုရင်တော့လူချင်းမျိုးမှကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်ပြီးပြပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျာ တလင်းလာသားသမီးတွေအတွက်တပတ်စာတဲတော့ကညီမကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်။တလင်းလာသားသမီးတွေယခုချိန်ယခုကာလမှာတော့ကိုလုံးမယ်လို့ကြီးရထားတဲ့လူတွေရဲတင်းတင်းလို့ပါအင်တိုင်းအားတိုင်းလို့ပါလောကကိုကြွေးကြော်ပြီးလို့ပါ။ကန်စတာကိုတဖန်ပြန်ပြီးတော့မျက်နှာသာပေးတဲ့အချိန်ကိုရောက်လို့နေပါလေဗျာ။ဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆုံးရှုံးသွားတဲ့ငွေတွေပစ္စည်းတွေရွှေတွေပြောင်းဝင်လာတတ်တဲ့အချိန်ဖြစ်ပါလေဗျာ။မဲဆွေပေါင်းတဲ့ကကခကကငါနာမည်ပါတဲ့သူတွေကိုကို ကောက်ကျူပြီးတယ် ၎င်းတို့နဲ့ပူတွေပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိထားအမနေနဲ့နေရတော့စစစစညနံပဲပါတဲ့သူတွေတတိထားရှောင်ကြရမှာဖြစ်ပါလိမ့်ဒါပြင်းနဲ့ပတ်သက်တဲ့ကိစ္စ6လောက်လေးတွေလက်ထောက်လေးထိခိုက်တယ်ရတတ်တယ်အောက်လက်ငါးသားနဲ့ပတ်သက်တဲ့ကိစ္စတွေ့ထွက်တန်ရုံလေးတွေဖြစ်တတ်တယ်ကားဝယ်ဖို့ရည်ရထားတဲ့သူတွေ73ရက်ကျော်မှဝယ်ပါဗျရန်နေနောက်ဆက်နဲ့ပတ်သက်ပြီးရန်ရှိလာလို့မေးရှိတယ် ကိုရန်နေဝိုင်းနေတဲ့ကာလတစ်ခုဖြစ်ပါတယ်။အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့မိမိတို့နှစ်ဦးနှစ်ယောက်မှာမိမိပြဿနာမှမရှိတော့လည်းပဲဂျားလူတဝဲဝင်ရောက်နှောက်ရှက်ခလောက်ဆန်ကျင်အောင်ကိုရီနှောက်အခြေအနေမှာအဖူးထစ်တွေဖြစ်တတ်ပါလေဗျ။ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့ဒူးတို့နားတို့နှာခေါင်းတို့နဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တယ်။ဒူးနာဒူးကြိုက်တွေဖြစ်တတ်တယ်။နှာပိတ်တာတွေယောဂါတွေဖြစ်တတ်တယ်။ ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေဒိဋ္ဌံပီတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့လောကဝိတုအောင်ပြီဆိုရင်တနည်းကိုပဒီ၄ဘက်စိတ်ပြရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ကံတရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ80ရာခိုင်နှုန်းရှိပါတယ်။လက်လက်ပါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့600တို့6000တို့6000တို့6သိန်းတို့3600တို့3600တို့3600ထောင်တို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။ တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆွေရမယ်ဆွေတော့အပြာရင်းရောင်ပါတော့ဝတ်စားလေးကိုဝတ်ဆင်ခြင်းအဖြစ်ကိုဘက်ကနေကန်တာစီရမယ်ကန်ခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားလေးအောင်မတဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါတယ်တော့ရတဲ့အတခုကိုညွှန်ကြားပြဆွေရမယ်ဆွေတော့ကျွေးပကံများတစ်ချက်တည်းမှာသမုဒ္ဒါ၃ခုထဲပါအမွှေးတိုင်း၃နိုင်ဆိုင်ဖျောင်းတိုင်း၃နိုင်ဆိုင်မြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒါန်းလိုက်ပါဆွေတော့ မိမိတို့မှာကြုံတွေ့ရမယ့်ကံစားတာညံ့ခိုက်တီပြေပြောင်းပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျ။အင်္ဂါသာသမီးတို့တပတ်စာတဲရောကညမှာဖတ်ကြားပြဆိုပြီးမှာဖြစ်ပါတယ်။အင်္ဂါသာသမီးရဲ့ယခုချိန်ယခုကာလမှာတော့စာကျုပ်စာတဲ့နေမှာလက်မှတ်ရေးထိုးစရာကိစ္စတွေပေါ်တတ်တယ်။တေချာဖတ်ရှုပြီးတော့မှထိုးရမယ်။ကောင်းသောထိုးခြင်းဖြစ်ပါတယ်ဗျ။ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့မြေခွက်ဝင်ခြင်းဖုန်းကောင်းဖုန်းသက်ဖုန်းသက် iPhone လိုရမျိုးတွေဝင်ခြင်း ပရိဂောကပစ္စည်းအစ်စ်ဝင်ခြင်းနေကျောင်းအပ်တဲ့ချိန်ဖြစ်ပါမိတ်ဆွေပေါင်းနေတဲ့ကစဆဆဆညာနာမည်ပါတဲ့သူတွေကိုယ်ကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူတွေပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တွေစင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိဓာမနစ်နဲ့နေရအာဣဥေဩအောင်တို့အေးတို့ဣတို့ပါတဲ့သူတွေတတိဓာရှောင်ကျင်ရမယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရဘူးအောက်လွန်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စ တည်တည်ကြကြစောင့်ကြည့်နေဖို့လိုအပ်ပါလေကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေရှေ့ရဲ့ကြော်မှာဝယ်ပါဗျရန်နေနောက်ရက်နဲ့ပတ်သက်ပြီးတော့ရန်ရှိလာလို့မေးတော့ရှိတယ်ကိုယ့်ရဲ့ရှေ့မှာမြောက်ပင်ပြောဆိုစားတော့နောက်ွယ်မှာအတင်းတုတ်တဲ့သူတွေကိုတော့လုံးဝလုံးဝရှောင်ကျင်တဲ့နေ့တနေ့ဖြစ်ပါလေခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့တာယာချင်းပြောရှင်ချင်းကြည်နူးချင်းဆိုတဲ့အချိန်ကာလကောင်းတွေကိုဖြတ်သန်းရမှာဖြစ်ပါလေပြားရံခီးလေတော့တက်တဲ့ချိန်ဖြစ်ပါလေ ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စလေးရတော့အစာရင်ဥလန်းကြောင်းနဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တတ်တယ်ခံစားတတ်ပါဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့တတ္တဒီဝမနုဿန်နဲ့အောင်ပြီဆိုရင်ဒီနေ့ကိုပတိခုနှစ်ပတ်စိတ်ကမှာပဲဖြစ်ပါကံတရားအကောင်းဘက်ကိုဥတည်ပြီးပြောင်းလဲနေတာ80ရာခိုင်နှုန်းရှိပါတယ်လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့300လို့300လို့3000လို့ တိန်30တို့တိန်300တို့တိန်3000တို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွန်ကြပြဆွေရမယ်ဆိုရင်တော့အဖြူရောင်တို့အဝါရောင်တို့အသားရောင်တို့စင်စွေရောင်တို့ပါတဲ့ဝတ်စားတွေကိုဝတ်ဆင်ခြင်းအပြင်ကိုယ့်ဘက်ကနေကံတာစီရမယ်ကံခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မတစ်ဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတဲတော့ရရတခုညွန်ကြပြဆွေရမယ်ဆိုရင်တော့ကိုအိနီနာပတ်ဝန်းကျင်မှာရှိတဲ့ကလေးသူငယ်တွေကိုအာလူကြော်တုံးလေးတွေကျွေးမွေးလှူဒန်းခြင်းအပြင်လူကြီးမင်းတို့မှာကြုံတွေ့ရမယ် ကံစားရအညာခိုက်ဒီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျ။ဘုရဘူသားသမီးတွေအတွက်တပတ်စာတဲတော့ကံကြပါကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်။ဘုရဘူသားသမီးယခုချိန်ယခုကာလမှာတော့သွားတရီစားတရီလာတရီနဲ့နေတဲ့နေချိန်ဖြစ်ပါတယ်။အရေးကြီးတဲ့ငွေကြေးမြုံနယ်မှုကိစ္စတွေတော့လကောင်းစာချုပ်စာထဲမှာလက်မှတ်ရေးထိုးမဲ့ကိစ္စတွေတော့လကောင်းနောက်ကိုအချိန်ကာလ16ရက်နောက်ဆုတ်ထားမှာဖြစ်ပါတယ်။ဒီကာလမှာလုပ်မယ်ဆိုရင်တော့အမှားတွေ့တဲ့ကာလဖြစ်ပါ ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့တည်တည်ဖို့ဖို့တဲ့ဆိုထီးတို့ဖက်နဲ့တို့နာယူတို့အထဲလေးတို့ဝင်ပါလိမ့်မယ်ကြီးကြီးမားမားတဲ့ဆိုဒေါ်လာတို့တိုက်ခန်းတို့တယ်လီဖုန်းတို့ဝင်ပါလိမ့်မယ်ကောင်းသောဝင်ခြင်းဖြစ်ပါတယ်မိတ်ဆွေပေါင်းတဲ့လေကတာဟနာမည်ပါတဲ့သူတွေကိုယ့်ကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါက်ဆက်တဲ့လုပ်တွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိထားမဲ့နေနိုင်တခါလဲမှားလိုက်မယ်ရှာရလာဝပါတဲ့သူတွေတတိထားရှောင်ခြင်းရမယ် သာသမီနဲ့ပတ်သက်တဲ့ကိစ္စ6လောက်လေးတွေထိခိုက်တဲ့အရတတဲ့အောက်လောက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စသူထက်တန်ရဖြစ်တာမျိုးတွေကြုံရတတ်တယ်။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ၄ရက်၄ဘက်ကြုံမှဝယ်ပါဗျ။ဂျန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးမိမိရဲ့ဂျန်လို့ပြောလဲကိုယ်ဂျန်လို့တဲ့သူတိုက်ခတ်တဲ့သူစောင်းမြောင်းတဲ့သူ၃ယောက်ရှိပါတယ်ဗျ။အခြေအနေပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်တွေကခီးလို့နေတာလို့ခီးထွက်နေတာလို့ကြုံရတတ်တဲ့အချိန်ဖြစ်ပါတယ်။ ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးပါတော့စီလံကြောင်းနဲ့ပတ်သက်တဲ့ယောဂါကြောက်ကနဲ့ပတ်သက်ဆက်နေတဲ့ယောဂါတွေဖြစ်တတ်ပါလေခံစားရတတ်ပါလေဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌပတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဘုရောအောင်ပြီဆိုရင်ဒီနေ့ကိုပတိ၈ပတ်ဆက်ရမှာပဲဖြစ်ပါကံတရားအကောင်းဘက်ကိုဥတည်ရွေ့လျားနေတာ60ရာခိုင်နှုန်းရှိပါလက်လက်ပါနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့80လို့900လို့900000လို့900000လို့900000လို့ တဲ့80လို့300လို့ဝင်လာတဲ့တဲ့အချိန်ဖြစ်ပါတယ်။တပတ်စာလက်ကြီးကလာကိုညွန်ကြားပြဆွေရမယ်ဆိုရင်အဖြူရောင်လို့အပြာရောင်လို့တွဲဆက်ထားတဲ့ကာလာလေးဝတ်ဆင်ခြင်းအပြင်ကိုယ့်ဘက်ကနေကန်တာစီးရမယ်ကန်ခွန်လန်းကောင်းရမယ်။ကိုပြောတဲ့စကားတွေအောင်ပဲတဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်။တဲတော့ရတဲ့တခုကိုညွန်ကြားပြဆွေရမယ်ဆိုရင်တော့ကောင်းခြင်းပေါင်းတပတ်ကအုံဒီမောက်မောက်လေးဖြူအမွေးလန့်တတိုင်းဖြောင်းလန့်တတိုင်းဆက်ပြီးတော့မျက်စွာဖျားကိုကတ်လူပူဇော်လှူဒန်းခြင်းအပြင် လူကြီးမင်းတို့မှာဂျုံတွေ့ရမယ်ကန်စတာညံ့ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျ။ရာဟုသားသမီးတွေတပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါလေ။ရာဟုသားသမီးကယခုချိန်ယခုကာလမှာတော့အလုပ်ပြောင်းခြင်းအိမ်ပြောင်းခြင်းနေရာပြောင်းခြင်းတိုက်ခန်းပြောင်းခြင်းရှားဒူးဌာနတွေပြောင်းခြင်းတွေကြုံရတဲ့အချိန်ဖြစ်ပါဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့ထွက်နေဆုံးရှုံးနေတဲ့ငွေတွေပစ္စည်းတွေရွှေတွေပြန်ဝင်လာတတ်တဲ့အချိန်ဖြစ်ပါလား မိတ်ဆွေပေါင်းတဲ့ကကခကကန်ကနာမည်ပါတဲ့သူတွေကိုခေါင်းချိုးပေးတယ်။၎င်းတို့နဲ့ဘူးတွေပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တွေစင်ပြေမယ်အောင်မြင်မယ်။တတိထားမယ်နေ့နဲ့နေရအာဣဥအေဩအောင်တို့အေးတို့ဣတို့ပါတဲ့သူတွေတတိထားရှောင်ကြံမှာဖြစ်ပါတယ်။တာဂရီနဲ့ပတ်သက်တဲ့ကိစ္စ6လောက်လက်ထောက်တွေအထူးကြံရတတ်တဲ့အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စလှေကားအနေချေချော်ကြတာတွေဖြစ်တတ်တယ်။ ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ16ရက်နောက်ပိုင်းမှာဝယ်ပါဗျ။ဂျန်နယ်နောက်ချက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာကိုကတော့ရှမ်းလို့ကို့ရှမ်းလို့တဲ့သူတိုက်ခတ်တဲ့သူစောင်းမြောင်းတဲ့သူ2ယောက်ရှိပါ။ခြေရင်းနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စဒီဒီမှာလေ။လွန်စွာစမ်းပွင့်နေတဲ့အချိန်ဖြစ်ပါတယ်2ယောက်ဖြစ်တဲ့ပါ။ကျမရည်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့ဘိုက်မကြာခဏအောင့်တက်တဲ့အချိန်လေးဖြစ်ပါတယ် လေထိုးမယ်လေရောက်မယ်ဝင်းလျှော့မယ်ဝင်းချုပ်မယ်ဝင်းပြက်မယ်ဗုဒ္ဓဘာသာပုဂ္ဂိုလ်တဲ့သူတွေအတွက်ဒိဋ္ဌံပရိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အရဟံဒိဋ္ဌိအောင်ပြီဆိုပြီးတနည်းပရိစေဘက်စိတ်ကမှာပဲဖြစ်ပါတယ်ကံတရားအကောင်းဘက်ကိုဥတီရွေ့လျားနေတာ80နဲ့မှ900ခန့်လုံးရှိပါလက်လက်ပါနဲ့ပတ်သက်တဲ့ကိစ္စတွေက6ခန်းကိုအကြောင်းပြုပြီးဝင်လိုက်မယ်900 9000 9000 9သိန်း တိန်90တိန်900တိန်900တိန်900တောင်းဝင်လာတဲ့တဲ့ချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာညွန်ကြပြဆိုရမယ်ဆိုရင်တော့ black and white အဖြူတွေနဲ့တွေတွဲဆက်ထားတာများများပါသောဝတ်စားတွေကိုဝတ်ဆင်ခြင်းအပြင်ကိုယ့်ဘက်ကနေကန်တာစီရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တပတ်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတဲရရတဲ့အခုညွန်ကြပြဆိုရမယ်ဆိုရင်တော့ကျွေးပကများတစ်ချက်တည်းကိုထညာခက်ခွနခက်တည်း အမွေးတိုင်းခုနှစ်တိုင်းဖျောင်းတိုင်းခုနှစ်တိုင်းဘေးမှာဆက်ပြီးတော့မျက်စောပြေအောင်ကတ်လူပူဆိုလှူဒန်းခြင်းအဖြစ်လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်းစားတာညံ့ခိုက်တီပြပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာဇာတာပိသသမီးတွေအတွက်တပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပြီးမှာဖြစ်ပါတယ်ဇာတာပိသသမီးတွေယခုချိန်ယခုကာလမှာတော့အလုံးနှမျိုးလောက်ရခြင်းဝင်ဝင်နှမျိုးရခြင်းနဲ့ကြုံရတဲ့ မတော်များနဲ့နဲ့ဆောက်ရှောက်နေတာကိုလည်းတွေ့ရပါလေဗျ။ဩဇာပစီနဲ့ပတ်သက်တဲ့ကိစ္စလေးမှာအထူးသဖြင့်ထွက်သွားတဲ့ရွှေတွေပြန်ဝင်လာဖို့ရှိပါတယ်။မဲရွှေပေါင်းတဲ့ကကခကကကနာမည်ပါတဲ့သူတွေကိုယ့်ကိုကောင်းချိုးပေးတယ်။၎င်းတို့နဲ့ပူတွေပေါင်းဆက်တဲ့လုပ်တွေစင်ပြေမယ်အောင်မြင်မယ်။တတိထားမယ်နေတဲ့နေရာတာဟာနာမည်ပါတဲ့သူတွေတတိထားရှောင်ကြဉ် သာသမီနဲ့ပတ်သက်တဲ့ကိစ္စအကောင်းကျိုးရှိတယ်အောက်လက်ငသားနဲ့ပတ်သက်တဲ့ကိစ္စနဲ့မယ်ကုန်သွင်းရကားဝယ်ဖို့ရည်ရထားတဲ့သူတွေဝမ်းမန့်တလအတွင်းဝယ်ပါဗျရန်နယ်နောက်ဆက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်ဗျအခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်နောက်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့တူတဲ့တယောက်တည်း only one single သဘောမျိုးလေးတွေဖြစ်နေတတ်ပါတယ်ဗျကျမရင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတော့ဒူးနာတက်တယ်ဒူးကိုက်တက်တယ်ဗျာ နားတို့နှာခေါင်းတို့နဲ့ပတ်သက်တဲ့ယောဂါတွေခံစားရတတ်တယ်။ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေဒိဋ္ဌံပတိတစ်မျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အနုတ္တရောပုရိသဓမ္မတာတ္ထီအောင်ပြီဆိုရင်ဒီနေ့ဥပတိ6ပတ်စိတ်ကမှာပဲဖြစ်ပါကံတရားအကောင်းမဲ့ကိုဥတည်ရွေလျားနေတာ80ရာခိုင်နှုန်းရှိပါလက်လက်ပါနဲ့ပတ်သက်တဲ့ကိစ္စတွေကတိကနန်းကိုအကြောင်းပြုရောဝင်လိမ့်မယ်တရားတထောင်တထောင်သသိန်း တိတ်တရာတိတ်တဆောင်တိတ်တောင်ဒါမျိုးတွေဝင်ဖို့ရှိပါတယ်တပတ်စာလက်ကြီးကလာညွှန်ကြားပြဆိုရမဆွေးနော်အနီရောင်ရဲရဲပါသောဝတ်စားလေးဝိစင်ခြင်းအပြင်ကိုယ့်ဘက်ကနေကန်တာစီးရမယ်ကန်ခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောက်မှာတစ်ဖက်လူကိုယ့်ဘက်ပါလာတဲတော့ရတဲ့အခုညွန်ကြားပြဆိုရမဆွေးနော်ပေါမုတ်ထောဘက်တော့၅ချက်မြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းပြီးတော့ကိုဖြစ်ခြင်းနဲ့ဆန္ဒတွေကိုလေးနဲ့နဲ့ယုံကြည်ခြင်းနဲ့သိစိတ် အတန်ထွက်ပြီးတဝါကြီးဆူတောင်းမှာဗျဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာအညာခိုက်ပြီးပြေပြောင်းပြီးကောင်းကျိုးချမ်းသာမင်္ဂလာလေးရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျတောက်ကြတာသမီးတွေတပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပြီးမှာဖြစ်ပါတောက်ကြတာသမီးတွေယခုချိန်ယခုကာလမှာတော့အလုတ်ပြောင်းနေရာပြောင်းအိမ်ပြောင်းအိမ်ရာနေရာထိုင်ခင်းပြောင်းနေကြုံရတဲ့အချိန်ဖြစ်ပါတယ် ဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ငွေကြေးကြီးကြီးမားမားနှစ်ခါရဖို့ရှိတယ်။ဝင်ရောဝစဉ်ဝင်မျိုးမဟုတ်ဘူး။ထီပေါက်တကယ်တူငွေရတကယ်တူဝင်ပါလိမ့်မယ်။မိတ်ဆွေပေါင်းနေတဲ့ကကခကကန်ကနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ်။၎င်းတို့နဲ့ပူတွေပေါင်းဆက်တဲ့လုပ်တွေစင်ပြပါလိမ့်မယ်။အောင်မြင်ပါလိမ့်မယ်။တတိထားမင်းနေတဲ့နေရာစဆဆဆညာနာမည်ပါတဲ့သူတွေတတိထားရှောင်ကြမှာဖြစ်ပါတယ်။ ာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရမယ်အရွယ်ရဝိဒါကလေးဆိုအရင်ကနေထွက်သွားတာမျိုးတွေကြုံရတတ်တယ်။အောက်လငယ်တာအဟောင်းထွက်မယ်အစ်စ်ရောက်မယ်။ကားဝယ်ဖို့ရည်ရထားတဲ့သူတွေကိုရဲ့အတွင်းဝယ်ပါဗျ။ရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်။အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စမှာတော့တယောက်နဲ့တယောက်နားလည်မှုတွေလွတ်တတ်တယ်၊မျက်နှာချင်းဆိုင်လာတယ်၊ရန်ဖြစ်တတ်တယ်ဗျ။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စမှာတော့အစာအိမ်နဲ့ပတ်သက်တဲ့ယောဂါ၊ဥတန်းကျောင်းနဲ့ပတ်သက်တဲ့ယောဂါ၊ဝင်းပိုက်ပိုင်းနဲ့ပတ်သက်တဲ့ယောဂါတွေခံစားရတတ်ပါတယ်။ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေတိတ်တန့်ပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဗုဒ္ဓအောင်ပြီဆိုပြီးဒီနေ့ကိုရှစ်ပတ်စိတ်ကမှာပဲဖြစ်ပါတန်တရားအကောင်းဘက်ကိုဥတီရွေလျားနေတာ90ရာခိုင်နှုန်းရှိပါတယ်။လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စဒီမှာ6ခန်းနဲ့ပတ်သက်ပြီးတော့ငွေဝင်လိမ့်မယ်။6000 6000 6000 6သိန်း တင်60တင်600တင်6000ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာညွန်ကြပြဆွေရမယ်ဆိုရင်တော့အဝါရောင်တို့အပြာရောင်တို့ပါတဲ့ဝတ်စားတွေကိုဝတ်ဆင်ခြင်းအဖြစ်ကိုဘက်ကနေကန်တာစီရမယ်ကန်ခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေရောမတဖက်လူကိုဘက်ပါမယ်တဲတော့ရတဲ့အခုညွန်ကြပြဆွေရမယ်ဆိုရင်တော့ဝါညွန်ရှင်းညွန်အမွေးတန်ရှင်းတန်ဖျောင်းတန်ရှင်းတန်မျက်စောဘရားကိုကတ်လူပူဇော်လှူဒန်းပြီးတော့ကိုပြည့်ချင်တဲ့ဆန္ဒတွေကိုလေးနဲ့နဲ့ယုံကြည်နဲ့အသေးစိတ် အတန်ထွက်ပြီးတဝိုင်းဆူတော်မှာဗျဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကာသာရညခတ်တည်ပြပြပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျစနေသားသမီးတွေအတွက်တပတ်စာတဲတော့ကညီမကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်စနေသားသမီးကဒီချိန်ဒီကာလမှာတော့တူလိုတလန်တဝက်တပြက်နဲ့ကိုလှုပ်ဖို့ကြံနေတဲ့လုပ်ငန်းတွေရှိနေတဲ့အချိန်ကာလဖြစ်ပါတယ်ဗျမပြီးမပြတ်သေးတဲ့အလုပ်တွေရှိပါတယ် ။ဥဒ္ဓပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတံပိုးကြည့်တဲ့ကြောက်တွေဝင်လာတတ်တဲ့အချိန်ဖြစ်ပါလေ။မိတ်ဆွေပေါင်းတင်တဲ့ကတာထတဒနနာမည်ပါတဲ့သူတွေကိုယ်ကိုကောင်းကျိုးပေး။၎င်းတို့ရဲ့ပူတွေပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တွေစင်ပြေပါလိမ့်မယ်။အောင်မြင်ပါလိမ့်မယ်။တတိဓာမဲ့နေ့နဲ့နေရာရှားရလာဝပါတဲ့သူတွေတတိဓာရှောင်ကြင်ရမယ်။၎င်းနေ့နဲ့နေရာကိုယ့်ပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစည်ခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ်။ ဓာရမီနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရဘူးအောက်လက်ငတားနဲ့ပတ်သက်တဲ့ကိစ္စတည်တည်ချာချာစောင့်ကြည့်နေဖို့လိုအပ်ပါတယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ18ရက်ကျော်မှဝယ်ပါဗျရန်နယ်နောက်ချက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်နောက်ကြီးနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတော့အာမနာတန်ဟောရမယ်ဆိုရင်တော့ပယ်တယောက်ညာတယောက်နှစ်ယောက်ဖြစ်တဲ့ကာလပဲဖြစ်ပါတယ် ကျမရည်နဲ့ပတ်သက်တဲ့ကိစ္စတွေကတော့အာယုံကြောအားနဲ့ပဲမျက်စိစမ်းသက်ကလာမျိုးတွေကြုံမယ်။ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွန်ကြားပြဆိုရမယ်။ဆိုရင်တော့တတ္တေဝမနုဿန်နဲ့အောင်မီဆိုပြီးဒီနေ့ကိုပတိခုနှစ်ပတ်စိတ်ကမှာပဲဖြစ်ပါ။ကံတရားအကောင်းဘက်ကိုဥတီရွေလျားနေတာ80ရာခိုင်နှုန်းရှိပါ။လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့နှစ်ကနန်းကိုကြောင်းပြူဝင်မယ်။200 2000 2000 2000 တိတ်နဲ့ဆယ်တိတ်နဲ့ရတိတ်နဲ့ထောင်တိတ်နဲ့ကောင်းဝင်လာတတ်တဲ့ချိန်ဖြစ်ပါတပတ်စလက်ကြီးကလာကိုညွန်ကြပြဆိုရမယ်ဆိုရင်တော့အဖြူလေးအပြားလေးတွဲဆက်ထားတဲ့ကာလာလေးဝတ်ဆင်ခြင်းအပြင်ကိုဘက်ကနေကန်တာစီရမယ်ကန်ခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မတဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါတဲရရတဲ့အခုညွန်ကြပြဆိုရမယ်ဆိုရင်တော့အာလူတော်တပတ်ကံအမွှေးတိုင်းတတိုင်းဖျောင်းတိုင်းတတိုင်းစိုက်ပြီးတော့မြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းခြင်းအပြင် လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်စတာအညံ့ခိုက်တွေပြပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေပါပဲဖြစ်ပါတယ်ဗျာ။